စစ်ပွဲတွေတိုက်ပွဲတွေဘုံကျဲထားမှုတဲ့နေရာတွေမှာအသုံးပြုပြီးပြင်မယ်မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံဒုံးကျင်နဲ့ကြည်စံဆရာတွေကိုမထီမကိုင်းနေရမပြောင်းရွှေ့ကြပါနဲ့ငလင်းချောင်းပြိုကျပျက်စီးသွားတဲ့ဒေသတွေကတပ်အိမ်တွေကိုအိမ်ပန်းရှင်တွေကစတင်ဖြိုချနေပြီးတပ်အိမ်အမျိုးအစားလိုက်ဖြိုချခကြက်သိန်းထောင်ချီပေါက်ဈေးရှိနေပါတယ်ပျက်စီးနေတဲ့အိမ်ဖြိုချဖို့ပုဂ္ဂလိကဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကိုဆက်သွယ်မေးမြန်းခဲ့တဲ့ ်စကားမြုပ်ကန်တဦးကနှစ်ထပ်ခွဲတိုက်ကို3400တောင်းတယ်ပြမလွယ်ဘူးလေဘလို့ဆက်လို့ရမှန်းမသိဘူးလို့ပြောပါတယ်စကားမြုပ်ဟာတမြို့လုံးရဲ့အဆောက်အုံ90ရာခိုင်နှုန်းနီးပါးပျက်စီးခဲ့ပြီးလူထိခိုက်ဒေဆုံးမှုလည်းများခဲ့ပါတယ်အလောင်းမရှာနိုင်တော့တဲ့နေအိမ်တွေကိုဖြိုချရှင်းလင်းမှပဲအနက်အသက်ပြဿနာဖြေရှင်းနိုင်လိမ့်မယ်လို့ဒေသခံတချို့ပြောပါတယ်ဒါကြောင့်ဒေသခံတွေကဆက်ရန်တရားတွေကိုငှားရမ်းပြီးကိုထူကိုထအစီအစဉ်နဲ့အဆောက်အအုံတွေကိုစပြီးဖြိုချရှင်းလင်းနေတာဖြစ်ပါတယ် လေးထက်တိုက်ကြီးကျွန်းကျသွားတော့အခုပြန်ဖြိုချတာသိန်း1000နီးပါးကုန်တယ်။ပြေလည်တဲ့သူအ ਨੇ စုကတော့လုံနိုင်တယ်။အများစုကတော့ဘလို့လောက်ရမလဲမသိသေးဘူးလို့မတလေးမြို့ကန်တူကပြောပါတယ်။အဆောက်အအုံတွေဟာကြန့်ခိုင်မှုစိတ်မချရတော့လို့ဖြိုချရှင်းလင်းပြစ်မှာပဲအန်တရယ်ကင်းမယ်လို့မြို့ကန်တွေကဆိုတာပါ။ဒါပေမဲ့ဖြိုချတဲ့စရိတ်ကြီးမာတာကြောင့်လူမှုကူညီရေးအဖွဲ့တွေရဲ့အခုအညီကိုရယူဖို့စောင့်ဆိုင်နေတယ်လို့ငလင်ဘေးတင်ပြည်သူတူကပြောပါတယ်။ တိုက်အိမ်တွေဖြိုချတဲ့ဝန်ဆောင်မှုကိုဆောက်လုပ်ရေးကုမ္ပဏီတွေနဲ့ဝန်ချီကရေးဝန်ဆောင်မှုလုပ်ငန်းတွေကလုပ်နေတာပါတထက်တိုက်အိမ်တစ်လုံးကို350ခန်းကစပြီးအထက်မြင့်အဆက်အုံအလိုက်ကျပ်သိန်းထောင်ချီရှိတယ်လို့သိရပါတယ်စစ်ကောင်စီဟာငလင်းကြောင့်တိုက်ဆုံသူတွေကိုရှာဖွေကယ်ဆယ်ရေးလုံလောက်အောင်မလုပ်ပေးနိုင်တယ်လို့ရှင်းလင်းရေးလုပ်ငန်းတွေကိုလည်းလုပ်မပေးတာကြောင့်အိမ်ပါရှင်တွေကကိုယ့်အစီအစဉ်တွေကိုစတင်ဖယ်ရှားနေရတာလို့မြို့ကန်တွေပြောပါတယ် ီးတော့ငလင်ဘေးကယ်ဆယ်ရေးနဲ့အပြက်အစီရှင်းလင်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကလည်းအခြေတကြီးလိုအပ်နေတယ်လို့ဘေးတင်ပြည်သူတွေနဲ့လူမှုကွန်ရက်ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်ရှင်စပွဲတွေတိုက်ပွဲတွေဘုံကျဲထားခွေတဲ့နေရာတွေမှာအသုံးပြုပြီးပြင်မယ်မပေါက်ကွဲပဲကြံနေတဲ့လက်ပစ်ပုံဒုံးကျည်နဲ့ကြီးစံစတာတွေကိုမထိမကိုင်နေရမပြောင်းရွှေ့ကြပါနဲ့